ီရွေးချယ်တင်မြှောက်တဲ့အစိုးရအဖွဲ့ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်တွေအပါအဝင်ရွေးကောက်ခံအားလုံးကိုလွတ်တော်အပါအဝင်အားလုံးကိုဥပဒေမဲ့ဖျက်သိမ်းခဲ့တဲ့အာဏာရှင်တယောက်ကဥစည်းကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာမလုံနှင်းနဲ့မှတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာကြအကြောင်းမရှိဘူးဆိုတာကျွန်တော်တို့ပြည်သူတရားလုံးသိတယ်ဒါပေမဲ့ကိုကျိုးစည်းဘွားအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆင်းတဲ့တန်းအပါဝင်တန်းထူးတန်းကောင်းတန်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မာပြည်တနံတီလေးရနေရာအနှံပြားမှာဖြစ်ပွားနေတဲ့ ဖက်စစ်တော်လန်ချီမုံရေးစစ်ပွဲများရဲ့အကြောင်းအကျိုးရလဒ်တွေကိုတော့ဒီသူတိုင်းသားတရက်လုံးရဲဘော်ရဲဘော်ဒုအားလုံးကောင်းစွာသိရှိကြပြီဖြစ်တယ်ဖက်စစ်တပ်ဟာအလဲလဲအကွဲအကွဲနဲ့နိုင်ငံနေရာနှံ့ပြားမှာရှုံးနိမ့်မှုများစွာဆွန့်ခွာထွက်ပြေးရတဲ့စခန်းပေါင်းများစွာနဲ့ဖျို့ဖျဲလဲလဲအကွဲအကွဲဖြစ်နေကြတာတွေ့ရပါလိမ့်မယ် ။အားကြောင့်လဲဆိုတော့2021ကစပြီးဖက်စစ်ကျန်းဖက်မင်းအောင်လှိုင်ရဲ့ဖက်စစ်အာဏာရှင်စနစ်အသက်သွင်းဖို့ဖက်စစ်အာဏာရှင်အဖြစ်တို့ဆွေမျိုးသားချင်းစစ်ဗိုလ်ချုပ်တို့ကောင်းစားရေးအတွက်နိုင်ငံတော်အာဏာကို အလွယ်တုံးစားလုပ်ဖို့ပြည်သူပိုင်တဲ့အာဏာကိုလက်နက်နဲ့အင်အားကို အသုံးပြုပြီးအထမလူယူသိမ်းပိုက်ခဲ့တဲ့အတွက်ဒီ၄နှစ်ကျော်ကာလတစ်လျှောက်လုံး၂၀၂၀ 1မနီ2025ဒီဖက်စစ်အကြမ်းဖက်ဝါဒကို လုံးလုံးလက်မခံနိုင်တဲ့ပြည်သူတိုင်းသားအလုံးရဲ့ပြင်းပြတဲ့တော်လှန်ရေးစိတ်ဓာတ်ကြောင့်နိုင်ငံနေရနေရအနှံပြားမှာ လက်နက်ကင်ခုခံတော်လှန်တဲ့စစ်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးဥဆိုရေးဖက်စစ်အကြမ်းဖက်တပ်ဟာစစ်တိုင်းဌာနချုပ်ကြီးနှစ်ခုကိုလက်လွတ်ဆုံးရှုံးရပြီးတဲ့အပြင်နိုင်ငံရဲ့ area 65ရာခိုင်နှုန်းအထက်ကိုပါ တော်လိုင်းရေးတဖွဲ့ကတိမ့်ပိုက်နိုင်တဲ့အထိဖက်စစ်တပ်ဟာချီးနဲ့နေရာကျင်းမြောင်းလာပြီဖြစ်တယ်ဒီကနေ့လိုအချိန်ဆိုရင်မကွေးတိုင်းအစပ်မကိုးတိုင်းအစပ်အီယာဝတီတိုင်းအတွင်းဘီရင်ပြည်နယ်နေရာအနှံ့ပြဘီရင်နီပြည်နယ်နေရာအနှံ့ပြကချင်ပြည်နယ်နေရာအနှံ့ပြနဲ့အညာမြေပြန့်လွေမြင်နေရာအနှံ့ပြမှာပါ ပြင်းထန်တဲ့တိုက်ခိုက်မှုဖက်စစ်ချေမိုးရေးစစ်ပွဲတွေဖြစ်ပွားပြီး ပြည်သူရဲ့အောင်လံဟာနေရာနှံ့မှာတလူလူလွင့်ပြယ်လာတဲ့အခြေဖြစ်တယ်။ဒုနိတုသာပဲ။ဖက်စစ်ကျမ်းဖက်အာဏာရှင်စနစ်ဟာမြမပြည်ပေါ်မှာအာဏာရှင်စနစ်ရှိမှသူတို့တွေမြမနိုင်ငံရဲ့တည်ရန်စတာတွေအပါအဝင်အားလုံးကိုကိုသွေးဆုံနိုင်မယ်ဆိုတဲ့ညွန်မှန်းချက်နဲ့ပါဝင်ကြိုးပမ်းနေတဲ့အိန္ဒိချင်းကွန်မြူနတီနိုင်ငံကြီးတချို့နဲ့ကမ္ဘာမိတ်ဆာဝင်ရိုးတန်းနိုင်ငံတချို့ရဲ့ပံ့ပိုးမှုကြောင့်မင်းအောင်လှိုင်ဟာ ခုဆိုရင်ဖျားပြင်းတဲ့ဘုံတွေတိုက်လီရင်တွေ drone တွေဤပညာမြင့်ပစ္စည်းတွေနဲ့ကျွန်တော်တို့ပြည်သူတရလုံးရဲ့ခုခံတွန်းလှန်စစ်ကိုရရဆက်ဆက်ဖိနှိပ်ချိန်မုံနေတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်လည်းပဲဖိနှိပ်ချိန်မုံမှုဒဏ်ကြောင့်ကျွန်တော်တို့ရဲ့သူရဲကောင်းများစွာမှန်တဲ့တရားအတွက်ပြတ်သားစွာခုခံတွန်းလှန်နေကြသောပြည်သူတော်လှန်ရေးတပ်သားများစွာဟာထိခိုက်ဒဏ်ရာရလက်ရှိတယ်။ကြာဆုံးလက်ပေးဆက်လျက်ရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာ 嘛呢？六哥，六家嘞，source, 对不对？批的这叫、嗯、啊，开开了门面，几家几家门，阿们说，谁没批？说没有店面，就那路歇设备，他为嘛？所以的按二手的用起钱呢？们没批的呢，歇设大家也嘛批的，你你也嘛？弄个呢？你帮歇设教教，歇设看看，批不给嘞？那是你嘛？这么罗靠？ အခုဖက်စစ်ကြမ်းဖက်တပ်ဖြစ်သွားတဲ့စစ်တပ်ကိုစတင်တီထောင်ခဲ့ကြသူတွေတဲကတူဖြစ်တဲ့ဘုံမှုချုပ်မောင်မောင်နဲ့ပတ်သက်ပြီး သူရေးခဲ့တဲ့အထုပ်ပတ်တီတဲကတချို့ကိုကိုကားကလက်ရှိဖြစ်နေတဲ့မင်းအောင်လှိုင်ရဲ့ဖီယိုဖီးရဲ့ဗျမ်းပဒစင်ကြီးလုံးတရားမဲ့တဲ့လှုပ်ဆောင်မှုများကိုနှိုင်းရှင်ပြီးကျွန်တော်တို့ပြည်သူ တိုင်းသားတရားလုံးဘလို့ဆက်လက်ရုန်းကန်သင့်နေဆိုတဲ့အတွေးကိုတင်ပြလိုတယ်ဘုံမှုချုပ်မောင်မောင်အဲ့ဒီတော့ကတော့ဘုံမောင်မောင်ပေါ့ ူရေးသားခဲ့တဲ့စာမျက်နှာ6အကန့်ရှိတဲ့မူကျန်းစာအုပ်တအကြောင်းကိုကျွန်တော်မိတ်ဆွေတယောက်ရှိရတဆင့်ကြားသိရချက်ဖတ်ရှုရချက်အရာဘူမမဟာသူ့ရဲ့ထုတ်ပတ်တီထဲမှာဗာရေးထားတယ်လဲဆိုတော့သူဟာမိခေလာတိဝင်ရောက်တိုက်ခိုက်တိမ့်ပိုက်လာနိုင်တဲ့ကရင်တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းခံရတဲ့အချိန်ကရင်တော်လိုင်းတပ်ဖွဲ့ဆိုတာလွန်ခဲ့တဲ့နှစ်80တုန်းကမြန်မာပြည်ရဲ့နေရာအနှံ့ပြားတွေကိုတိုက်ခိုက်တိမ့်ပိုက်နိုင်စွမ်းရှိခဲ့တဲ့တကက်စစ်ရေး ရေချင်းပြေသွားတဲ့တော်လိုင်းတက်ကြီးဖြစ်တယ်ဆိုတာဒီမှာအဲ့ဒီကာလာကစစ်ခေါင်းဆောင်ဖြစ်တဲ့ဘိုနေဝင်းအာနာရှင်မဖြစ်သေးတဲ့ဘိုနေဝင်းဟာအတော်ကြီးကိုတွေးပြက်ခြောက်ချပြီးတော့သူ့ရဲ့တိုင်းမှုအဖြစ်ခန့်အပ်ပြီးကာစဘူမောင်မောင်ကိုကင်းတော်လိုင်းတက်ဖွဲ့တွေကဖမ်းဆီးသွားပြီနိုင်ငံနေရာအနှံ့မှာတော်လိုင်းတက်ဖွဲ့တွေကတိမ့်ပိုက်ပြီးနေတဲ့အချိန်မှာသူကဘာပြောသလဲဆိုတော့အဲ့ဒီကာလာကနိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ဦးနုရှိကိုသွားပြီး သူ့ကိုစစ်ကောင်းဆောင်စစ်ဦးစီးဂျုတ်တာဝန်ကနေနားယူခွင့်ပေးဖို့သူဆက်မလုပ်နိုင်တော့ဘူးပေါ့နားယူခွင့်ပေးဖို့ ਨੇ အဲ့ဒီကာလာရှိတဲ့ဖာစာပလာတို့ကြံတဲ့ဆိုရှယ်လစ်တွေကိုဖယ်ရှားပြီးတော့ကွန်မြူနစ်ကတခင်တန်းထုံးကိုခေါ်ယူပြီးအစိုးရဖွဲ့ခန့်အပ်ဖို့လာရောက်ပြီးငိုယိုကတောင်းပန်တယ်လို့ဆိုပါတယ်စစ်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်နေဝင်းဟာသူ့ရဲ့ရဲဘော်ရဲဘက်တွေ ဖန်စီခံရတဲ့အချိန်သူရဲ့ရဲဝဲရဲမဖြစ်တဲ့ဘိုးမောင်မောင်တို့ဘာလို့ကိုတော်လိုင်းတက်ဖွဲ့တွေဖန်စီချင်းခံထားရတဲ့အချိန်မှာသူဟာတစ္ဆာမဲ့စွာနဲ့နိုင်ငံရေးကောင်းဆောင်ဖြစ်တဲ့ဦးနှုရှိကိုသွားပြီးအဲ့ဒီတော့ကွန်မြူနစ်ခေါင်းဆောင်ဖြစ်တဲ့သခင်တန်းထွန်းကိုနော်ဆိုရဖွဲ့ဖို့ငိုယိုပြီးသွားတောင်းပန်နေတဲ့အာဘိုးမောင်မောင်ကိုယ်တိုင်ရေးထားတဲ့တမိုင်းမှတ်တမ်းဖြစ်တယ်ဒီအချိန်မှာဦးနှုကနိုင်ငံရေးကောင်းဆောင်တူဦးဖြစ်တဲ့ဦးနှုကဦးနှုလို့ရမှန်ခဲ့တယ်လို့ကျွန်တော်မဆိုလိုဘူးနော်အဲ့ဒီခေတ်အဲ့ဒီကာလအခြေအနေအရာ ဦးနူးကဘုံနေဝင်းကိုဒီဒီငင်ငင်နဲ့ဖြောင်းဖြပါတယ်တဲ့ငိုယိုနေတဲ့ကိုေးကြောင်နေတဲ့ရဲဘော်ရဲဘချင်းအပေါ်မှာတစ္ဆာမဲ့တဲ့ဘုံနေဝင်းရဲ့သူ့ယာတို့ကထွက်ခွင့်ပေးပါသူဆက်မလုပ်နိုင်တော့ပါဘူးဆိုတာကိုဖြောင်းဖြဒီဒီငင်ငင်နဲ့ဖြောင်းဖြပြီးတော့ဟေးတို့ဒီအစိုးဆုံးအချိန်ကြီးရောက်နေတာကိုဒီဒီငင်ငင်နဲ့ပဲတို့ဖြတ်သန်းသွားရလိမ့်မယ်တို့မှာသူ့ထောက်ခံမှုရှိတယ်မှန်ပါတယ်အဲ့ဒီအချိန်ကာလက ကရင်တမျိုးသားနဲ့ကချင်းအမျိုးသားလောက်ပဲတော်လန်ရေးကိုစူးစမ်းကြတယ်စူးစမ်းကြတဲ့အချိန်ဖြစ်တယ်တိုက်ခိုက်ကြတဲ့အချိန်ဖြစ်တယ်တွန်းလန်ကြတဲ့အချိန်ဖြစ်တယ်တနိုင်ငံလုံးကတိုက်ခိုက်တွန်းလန်တဲ့ကာလမဟုတ်ဘူးဘူးနူကိုထောက်ခံကြတဲ့လူရာခိုင်နှုန်းအတော်များများရှိနေကြသေးတာဖြစ်တယ်အဲ့ဒီကာလကအဲ့တော့ဘူးနေကပြပြောတယ်ဘူးနေဝင်းကိုအတော့လူလူထောက်ခံမှုရှိနေတဲ့ဖြစ်တယ်အဲ့ကြောင့်ငါတို့ဆက်လက်ပြီးတော့မစုံမနစ်ဇွဲနဲ့ ကြိုးပမ်းကြရမှာဖြစ်တယ်အဲ့တော့မင်းယာတုကမထွက်နဲ့ဆက်လို့ငါစတဲ့ဖြစ်ပေါ့သူစီရေးကူညီတွေရအောင်နိုင်ငံတကာကိုသူပန်ကြားပြီးတော့ရအောင်တိုက်ခိုက်သွားခဲ့လို့ကျွန်တော်တို့ရဲ့လုံမောင်းလွန်ခဲ့တဲ့နှစ်ပေါင်း80ခန်းကဖြစ်ပေါ်ခဲ့တဲ့လွတ်လပ်ရေးခေတ်ဦးဖက်စစ်တော်လှန်ရေးအဲ့ဒီကိတ္တကဖက်စစ်ဖက်စစ်စနစ်အမွေအားစခဲ့ပြီလေနော်ဘုန်နေဝင်းအဖအဝင်အာနာရှင် ဆိုရှယ်လစ်တွေကွန်မြူနစ်တွေအားပြိုင် အာဏာလုနေကြတဲ့စစ်ပွဲဟာဒေါ်လာရင်းဟာဥနုရဲ့နိုင်ငံရေးရတည်ငြိမ်တဲ့ဥဆောင်မှုအောက်မှာအဖြည်းဖြည်းရုပ်လျော့သွားပြီးစစ်တပ်ကနိုင်ယူခဲ့တာဖြစ်တယ်။အေးဒါပေမဲ့အဲ့ဒီကာလကအခုဆိုတချို့ကကြွေးကြော်နေကြတာရှိတယ်။ဟာမင်းတို့ကင်းစပုံကင်းဒေါ်လာရင်းတပ်ဖွဲ့ဆိုတာအင်းစိန်အထိမိတိလာအထိတနေငလုံးရဲ့ ဧရိယာပေါင်းများများစွာထိတိမ့်ပိုက်ခဲ့တာတော့တို့ရောက်အောင်နိုင်တက်ခဲ့တာအခုဘာလို့မနိုင်ရမှာလဲစသဖြင့်တို့ကြွေးကြော်ကြတာရှိတယ်။ဒါပေမဲ့ခေစနစ်ကမတူတော့ဘူး။အဲ့ဒီခေကာလကဒေါ်လန်ညတာ KNU KNDO လို့ခေါ်တဲ့ကင်းဒေါ်လန်တက်ဖွဲ့နဲ့အချို့သောတိုင်းသားလောက်သာရှိတာ။အခုကျွန်တော်တို့မြန်မာပြည်တော်စုတစ်ခုလုံးရဲ့နေရအနှံ့ပြားမှာဒေါ်လန်တက်ခိုင်းနေကြပြီးပြည်သူတရက်လုံး80ရာခိုင်နှုန်းအထက်ကဖက်စစ်မင်းအောင်လှိုင် က်စစ်စနစ်ကအာနာရှင်အကြမ်းဖက်စနစ်ကလောက်ရကိုတက်ပြတ်သားသားခါခါတီတီမုံတီညွန်ရှာတော်လန်နေတဲ့အချိန်ဖြစ်တယ်အခုဆို PDF တက်ဖွဲ့နိုင်ငံသားတော်လန် ERO တက်ဖွဲ့အားလုံးဟာမာမေးအတွင်ပေါက်ဆက်ပြီးစစ်ကိုအတူရှင်နွဲစင်နွဲနေကြတဲ့အချိန်ဖြစ်တယ်ဖက်စစ်မင်းအောင်လိုင်ဖက်ကကြည့်လိုက်အခုဆိုရင်ဖယိုဖျဲဗျမ်းမာတာနဲ့သူ့ရဲ့အာနာလုတ်ပိုင်ခွင့်တွေကိုကာဆာတာမှုအစ်ဒိုင်မှုအစ် နေမြေခံတက်မှမှုအစ်စ်စသည်ဖြင့်အစင်းလိုက်အစင်းလိုက်ထီကိုရှော့ချပြီးလုတ်ပိုင်ခွင့်အပြည့်ဝပေးကအတဲအတန်ခုခံကာကွယ်နေရတဲ့အခြေဖြစ်တယ်။တပြေးပြေးရုတ်လျော်လာတဲ့စစ်လက်နက်ပစ္စည်းတိုက်ခိုက်နိုင်စွာအဖြစ်ဆွမ်းပကားတွေကြောင့်ရုရှားဘယ်လာရုစ်စတဲ့ကမ္ဘာမိတ်ဆာနံမပြတ်နိုင်ငံတွေရှိကိုဒူထောက်ခါရပြီးတော့လက်နက်လီပေးပါကျွန်တော်ရှိကတင်စာရတွေကြိုက်တယ်လို့လာလူပါလာလုတ်ပါကျွန်တော်ကိုထောက်ခံပါလူကြီးမင်းတို့ ဖြစ်ချင်တာဖြစ်ရပါစေမယ်တရုတ်ကိုလည်းပဲအလားတူပဲဒီလိုနီးနဲ့လက်နက်ကိုရယူပြီးမဖြစ်မနေပြည်သူတွေရဲ့နေအိမ်တွေကိုဖြစ်အပြင်းဘုံတွေနဲ့လေချောင်းကပဲတိုက်ခိုက်နိုင်တော့တဲ့အနေထားရှိတယ်။မြေပြင်တပ်တွေအနေနဲ့လုံးဝဘယ်ကောင်မှမထွက်ရဲတော့ပဲအတင်းပို့လွတ်ခံထားတဲ့စစ်စခန်းတွေမှာပဲပိတ်လောင်ပြီးတောက်ခံနေကြရတဲ့အခြေဖြစ်တယ် ဒီချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကရှီစုမဲစုလက်နက်ဤသူမြစ်တာနဲ့ထောက်ပံ့လာတဲ့ခွန်အားတွေကိုအသုံးပြုပြီးတစ်စကိုင်းပြီးတစ်စကိုင်းနေမြေတလက်မှပြီးတလက်မှတိုက်ခိုက်သိမ်းပိုက်ပြီးဖက်စစ်အာဏာရှင်စနစ်ကိုထောက်ပံ့တဲ့လဲပတ်တဲ့မြစ်သည့်ခွေးသားစိတ်ရန်နီယာကိုမြမိမိတို့ပြည်တော်စုမှာခြေချခွင့်မရဆိုတဲ့ယုံကြည်ချက်နဲ့တိုက်ခိုက်လာလို့ဖက်စစ်အကြမ်းဖက်လက်ပါစီတပ်ဖို့တပ်သားတွေဟာအမြောင်အများပေချေနေကြတယ်အမြောင်အများလက်နက်ချနေကြတယ်အမြောင်အများစွန့်ခွာထွက်ပြေး ဘက်ပြောင်းအမှန်နဲ့တရားဖြစ်တဲ့တော်လှန်ရေးဘက်ကိုကူးပြောင်းအလံဖြူထောင်းအလင်းဝင်နေကြတယ်။ဒါဟာမြေပြင်မှာဖြစ်နေတဲ့ပဂတိအရှိတရားပဲဖြစ်တယ်။ခုဒီစကားတွေကိုဒီဖြစ်စဉ်တွေကိုပြောနေတဲ့တုတ်ဟာလည်းပဲစစ်သားဟောင်းတယောက်ဖြစ်တယ်။စစ်တပ်ကတော်ကသင်ပေးလိုက်တဲ့စစ်ပညာနဲ့နိုင်ငံတော်ကို ကာကွယ်ဆောက်ရှောက်မယ်နိုင်ငံသားတွေရဲ့အသက်အိုးစိန်အိုးအိမ်စီးစိန်ကိုကာကွယ်ဆောက်ရှောက်ဖို့ငါအသက်ကိုပေးမယ်ဆိုပြီးတစ္ဆာဆိုခဲ့ဘူးတဲ့စစ်သားဟောင်းတယောက်ဖြစ်တယ်တစ္ဆာဆိုအလံကင်ခဲ့ပြီးတစ္ဆာဆိုခဲ့တဲ့အချိန်ကငါတို့ဟာနိုင်ငံသူနိုင်ငံသားတွေအတွက်ကိုငါအသက်ကိုရင်းမှမယ်ဆိုတဲ့ယုံကြည်စိတ်နဲ့သာတစ္ဆာဆိုခဲ့ခြင်းဖြစ်ပြီးအာနာရှင်စစ်ဘိုလ်ချုပ်ဆွေမျိုးသားချင်းအဆက်ဆက်မတန်တဆကြီးပွားချမ်းသာတကူထွားအာနာခိုင်မြဲဖို့ ငါရဲ့အသက်ခံတာကိုပေးဆက်ပါမယ်ဆိုပြီးနိုင်ငံတော်အလံကိုင်တစ္ဆာဆိုခဲ့တဲ့စစ်သားမဟုတ်ဘူးဒါကြောင့်မလို့လက်ရှိနယူတော်လိုင်းအပါဝင်ဖက်စင်တော်လိုင်းမှာစစ်သားကောင်းတယောက်ရဲ့ယုံကြည်ချက်နဲ့နိုင်ရာတာဝန်ကိုဝင်ထမ်းဆောင်ကြေပြွန်နေတာဖြစ်ပါတယ်အဲ့တော့ဆက်ပြရစီဖက်စင်တဟာဆက်လက်နေပစ္စည်းအကျွင်းချံဖျားပြင်းလီရင်နဲ့ဘုံကျဲနိုင်တဲ့အကျွင်းချံတချို့ကြောက်ပဲသူ့ရဲ့အာနာကိုဆက်လက်ချုပ်ကန်နိုင်မှုအခွင့်အလမ်း ရှိပြီးမြေပြင်တပ်တွေအနေနဲ့လုံးဝတိုက်ခတ်နိုင်စွမ်းမရှိတော့ဘူးဆိုတာပြီးခဲ့တဲ့ရက်ပိုင်းကပဲထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံအရေးဆွေးနွေးပွဲမှာစစ်ရေးသူတွေတီတွေတကက်ပညာရှင်ကြီးတွေကပြပြသားသားဝေဖန်ထောက်ပြပါပြီဖြစ်တယ်။အဲ့တော့မင်းအွန်လိုင်းအနေနဲ့ तू မဖြစ်မနေစစ်ရှုံးတော့မှာဘူး။တိ तू ဟာမကြခင်မှာလီဗျာဂဒါဖီလိုတော်လကောင်အီရအီရဆဒမ်ဟူစိန်လိုတော်လကောင် ဟောလက်လက်ဆက်ဆက်ပဲရှိသေးတဲ့စီးရီးယားခေါင်းဆောင်အာဆက်လူတော်လကောင်းသူ့ရဲ့ကံကြမ္မာဟာဆိုးရွားတဲ့ရှုံးနေမှုတွေမဖြစ်မနေကြုံတွေ့ရတော့မှာကိုတိလာပြီးတဲ့နောက်ပြီးတော့တစ်ချက်ကလည်းပဲမြမပြည်မှာသူတို့ရုံသေးကျိုးဆွဲရကမဲ့ဆက်အနာရှင်အစိုးရမရှိတော့ပဲပြည်သူဆိုရတက်လာတဲ့ခါမှာသူတို့လှုပ်ထားတဲ့မဟုတ်မတရားရင်းနှီးမြှုပ်နှံမှုတွေမဟုတ်မတရား ဈေးကွက်ဈေးပေါင်ကျိုးနဲ့ခိုးဝယ်ဖို့ခိုးယူဖို့ကြိုးပမ်းထားတဲ့စီမံကိန်းတွေပြပြသွားမှာကိုဆိုရင်နေတဲ့အိန္ဒိချင်းနိုင်ငံကြီးတချို့ကလကောက်ဆိုရင်ပူပန်လာပြီးတဲ့နောက်အခုဆိုရင်စင်ကြံကြံနဲ့စိတ်ကောင်းချိတ်ပြီးခွေးသွားရောက်မဲ့နိုင်ငံတကာကိုလှည့်ဖြားပြီးသူတို့အာဏာကိုဆက်ယူသွားဖို့တန်းရွှေလက်ထက်ကကြိုးစားခဲ့တဲ့ပမာအတိုင်းမျက်လည်ပြတဲ့ဟန်ပြရွေးကောက်ပွဲဆိုတာတွေဟန်ပြညဉ့်ညံရေးဆွေးနွေးပွဲဆိုတာတွေ တွေးခွဲတဲ့စိတ်သက်စစ်စင်နီလန်းနေနဲ့မလုံးပေးတဲ့ဖဲ့ထုံစီယုံနဲ့နီလန်းနေနဲ့အခုဆိုရင်မင်းအောင်လဲဟာຫນွေဦးတော်လန်ရေးထဲကတပ်ဖို့တပ်သားတွေကိုစိတ်သက်ဝေဝါးတော့အောင်အော်ငါတို့ငင်းငင်းကိုလူကျင်တာငါတို့ပဲဖြစ်တယ်ဟောဒီမှာငင်းငင်းဆွေးနေပွဲကြည့်လိုက်အမှန်နဲ့တရားကိုပြတ်သားစွာကင်ဆွဲထားခြင်းတပိုင်းလုံးဝမရှိခဲ့ဘူးတဲ့ဟိုဂျိုးရှာသမားတို့ကိုငင်းငင်းဆွေးနေပွဲဟန်ပြဆွေးနေပြအော်ရွေးကောက်ပွဲ သူကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ area 55ရာခိုင်နှုန်းအထက်လောက်ပဲရှိတဲ့နေရာမှာနှစ်လအတွင်း၄ဘိုင်းခွဲပြီးရုပ်ကုတ်ွယ်ကျင်းပအောင်မယ်ဆိုတဲ့ဂန္ဓဝင်မြောက်တဲ့ဟာတာတဘုတ်ကိုရွတ်ဖတ်ပြောနေပြန်ရဲ့ဘလုံနီးနဲ့မှာဖက်စစ်ကျမ်းဖက်အာဏာရှင်စနစ်ဦးစီးကျင်းပမယ်ဆိုတဲ့ပါတီစုံဒီမိုကရေစီရုပ်ကုတ်ွယ်ဆိုတာဟာအသက်ဝင်လာစရာလည်းအကြောင်းမရှိဘူး မှန်ကန်တဲ့ဒီမိုကရေစီစနစ်တည်ဆောက်ကြတည်ဆောက်နိုင်စရာအကြောင်းလဲမရှိဘူး။ဘာကြောင့်လဲ?မင်းအွန်လိုင်းကိုတိုင်2020ရွေးကောက်ပွဲကာလတုန်းကတခဲနဲ့အနိုင်ရတဲ့ရသဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲရလဒ်ဒီကိုသူကိုတိုင်လက်ခံပါတယ်လို့ပြောခဲ့ပြီးတဲ့နောက်နိုင်ငံတကာကလည်းတရားဝင်အသိမှတ်ပြုရတယ်လို့ပြောခဲ့ပြီးတဲ့နောက်မှာဘာခိုင်လုံတဲ့အကြောင်းပြချက်မှမရှိပဲအဲ့ဒါမှနီးနဲ့လက်နက် ပြပြီးအာနာသိမ့်ခဲ့သူတယောက်ဖြစ်တယ်။ဒီလိုမှန်မှန်ကန်ကန်ပြည်သူတယောက်လုံးတစ်ခဲနဲ့ယုံယုံကြည်ကြည်စည်စည်လုံးလုံးပြောပြောရွှင်ရွှင်ညင်ညင်ကြံကြံနဲ့ပါဝင်ရွေးကောက်မဲပေးခဲ့ပြီးရွေးချယ်တင်မြောက်တဲ့အစိုးရအဖွဲ့ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်တွေအပါဝင်ရွေးကောက်ခံအားလုံးကိုလွတ်တော်အပါဝင်အားလုံးကိုဥပဒေမဲ့ဖျက်သိမ်းခဲ့တဲ့အာနာရှင်တယောက်ကဦးစီးကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာမလုံနှင်းနဲ့မှတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာကြအကြောင်းမရှိဘူးဆိုတာ ျွန်တော်တို့ပြည်သူတရားလုံးသိတယ်ဒါပေမဲ့ကိုဂျိုးစည်းဘွားအတွက်သာကြည်နေတဲ့မြန်မာပြည်တွင်းကလူတစုကိုဂျိုးစည်းဘွားအတွက်ပဲသူတို့ရဲ့နိုင်ငံအကျိုးစီးပွားအတွက်ပဲစဉ်းစားတဲ့အိန္ဒိယနိုင်ငံတချို့လက်နက်သာရှိနေရင်အင်အားသာရှိနေရင်သူတို့လောက်တာအမှန်ပဲလို့ထောက်ခံပေးနေမဲ့မိစ္ဆာနိုင်ငံတချို့ရဲ့လူရဲ့ကြောင့်မင်းအွန်လိုင်းဟာအရာဝင်ကောင်းဝင်နိုင်တယ်ဆိုတော့ယုံကြည်ချက်နဲ့စင်ကန်တော်တော်ဇွတ်တိုးနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူတိုင်းသားတရားလုံးဟာ စောစောပြောခဲ့တဲ့ဦးနုနဲ့ဘုံမောင်မောင်တို့ခေတ်ကာလအချိန်နဲ့ချိန်ထိုးပြီးတော့ကုမင်းအောင်လှိုင်ဟာဗယံမတာဖျော်ပြဲနဲ့သူ့စစ်တပ်တွေသူ့ရဲ့လက်ပါစီတွေကြာဆုံးနေတယ်ထွက်ပြေးနေတယ်မတရားသောစစ်ကိုသူတို့တိုက်နေရတာဖြစ်တဲ့လို့ယုံကြည်လာတဲ့အတွက်ကြောင့်သူတို့ဟာအောင်စိတ်ကြာဆုံးနေတယ်ဒီချိန်မှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကတလူလူလွင့်နေတဲ့အလံတော်ရဲ့အောင်လံနဲ့အောက်မှာယုံကြည်စိတ်ပြင်းပြထက်သန်စွာနဲ့အောင်စိတ် တရားသောစစ်ကိုငါတို့ဆင်နွှဲနေတာဖြစ်တယ်။အမှန်နဲ့တရားအတွက်ကိုငါတို့ကြိုးပမ်းနေတာဖြစ်တယ်။ပြည်သူတိုင်းသားတရားလုံးရဲ့စစ်မှန်တဲ့လွတ်လပ်ခွင့်ရဖို့ငါတို့တိုက်ပွဲဝင်နေတာဖြစ်တယ်။ငါတို့ရဲ့လုံရက်ကိုပြည်သူတရားလုံးကထောက်ခံပြီးတော့ပြည်သူတရားလုံးရဲ့ခွန်အားနဲ့ပဲငါတို့မဖြစ်မနေရှေ့ဆက်သွားနေကြတာဖြစ်တယ်။စတဲ့ယုံကြည်ချက်တွေနဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေဟာဘလောက်ပဲဆိုရကြံတန်းခက်ခဲတဲ့ငတ်မွတ်တဲ့ပင်ပန်းနဲ့မပြေစုံမလုံလောက်တဲ့ချင်းနေတွေရှိနေလင်းကစားဆက်လက်ပြီးတိုက်ပွဲဝင်နေကြတာကို က်စစ်ကြဖက်တပ်သားတွေဘက်ကတဖြည်းဖြည်းယွံကြောက်စိုးရင် နေကြတဲ့အချိန်ဖြစ်တယ်။အဲ့တော့မင်းအောင်လှိုင်ရဲ့စစ်ရေးဥဆောင်မှုဖျို့ဖျဲဗျမ်းမာတာနဲ့လူတပ်ဖွဲ့ဝင်တွေအများအများသေချေနေကြတဲ့အချိန်မုတ်ဆိုးမတွေတောင်းချပြီးငိုကြွေးနေကြတဲ့အချိန်စစ်ထဏာကျူးကြီးတွေတစ်ခုပြီးတစ်ခုလက်လွတ်ဆုံးရှုံးနေရတဲ့အချိန်မင်းအောင်လှိုင်ဟာခေါင်းရိုက်မပြတ်ဖျားဒီတင်မပြတ်ပွဲလန်းသဘင်ကျင်းပါမပြတ်တောင်ဆက်ဆက်မျက်နာနဲ့ အစ်စ်မဲ့ဇကားတွေကိုဆက်လက်ပြောထွက်နေတာဟာဘိုနေဝင်းရဲ့ဥနေဥနုရှိသွားပြီးငိုကြွေးခဲ့တဲ့ကာလနဲ့စင်တူနေတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီနေ့ကြောက်ရတဲ့ဖက်စစ်တော်လန်ရင်းနစ်အမတ်တရားဖြစ်လူသူကိုရောတော်လန်ရင်းတပ်ဖွဲ့ဝင်အားလုံးကိုပါစိတ်တက်ခွန်အားကျွန်တော်တတ်နိုင်သမျှမျှဝေစင်ပွားခြင်းပါတယ်။ဒါကတော့ဘလောက်ဆိုးရွားခက်ခဲကြမ်းတမ်းရှုပ်ထွေး ပြင်းမဆင်းရဲတဲ့အချိန်ရောက်နေပါစေစိတ်ဓာတ်မှန်ကန်တည်ငြိမ်သူသားလျင်ဇွဲနဲ့ယုံကြည်ချက်ကိုဆက်လက်ကင်ဆုပ်တက်သူသားလျင်ပြတ်သားတဲ့ရဲရင်နဲ့ရိုးသားဖြောင်းမတ်တဲ့ဥဆောင်သူတွေနောက်မှာပြက်ပြက်သားသားမမိတ်မတုံလိုက်နာလှုပ်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေသားလျင်အချိန်မှာ အောင်ပွဲစင်မှာဖြစ်တယ်ဒါကြောင့်အမှန်နဲ့တရားပဲမှန်ကန်သောခေါင်းဆောင်မှုဖက် ပြည်သူတရားလုံးရဲ့ထောက်ခံမှုယုံကြည်မှုနဲ့ရှေ့ဆက်နေတဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံးအတွက်လာမယ့်လာပိုင်းနှစ်ပိုင်းဟာအောင်ပွဲနေစင်ဖို့ကျွန်တော်တို့မမိတ်မတော်ဆက်လက်ခြေတက်ကြရအောင်မှာဖြစ်တယ်ဒီကြတာတော့လူလူအောင်ပွဲဟာနီးကပ်နေပြီဖြစ်တယ်ဖက်စစ်ကြာဆုံးမှုဟာပိုမိုနီးကပ်လာပြီဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အားလုံးယုံကြည်စိတ်နဲ့တည်တည်ငြိမ်ငြိမ်နိုင်ငံရေးဥဆောင်မှုမှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့ပြည်တော်စုဖြစ်တည်မှုအပေါ်မှာအကောင်းဆုံးသုံးသပ်ပြီးတိုင်းရင်းသားအားလုံးခေါင်းဆောင်အားလုံးနိုင်ငံသားအားလုံးလူသားအားလုံးကျွန်တော်တို့နိုင်ငံတွေမွေးဖွားခဲ့တဲ့လူတွေအားလုံးစည်းစည်းလုံးလုံးနဲ့တည်တည်ငြိမ်ငြိမ်လုံဆောင်စာရှိတဲ့တော်လိုင်းတာဝန်ဒီဆောင်ရေးတာဝန်တွေအတွက်ရေတို့ရေရှည်မျှော်မှန်းချက်တွေချမှတ်ပြီးစည်းစည်းလုံးလုံး တမျိုးသားလုံးစီစီလုံးလုံးနိုင်ငံသားလူထုအားလုံးစီစီလုံးလုံးရှေ့ဆက်သွားကြပါစို့ဖက်စီရဲ့နောက်ဆုံးညီကုန်းအတွက်ကိုကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့ဆက်လက်တိုက်ဖြတ်ကြပါစို့တွေးမခွဲပဲငါဆွဲတွေမကြည့်ပဲရှေ့တုန်းကဘာဖြစ်ခဲ့လို့ဘယ်သူကငါ့ကိုဖိနှိပ်ခဲ့လို့အခုချိန်မှာငါပြန်ပြီးတော့စသဖြင့်လူမျိုးစုတိုင်းသားချင်းချင်းကြားထဲမှာတွေးကြွယ်ခြင်းအလင်းမရှိဘဲနဲ့ ။နောက်မျိုးဆက်တည်းရဲ့မျက်နာကိုပဲကြည်ပြီးကျွန်တော်ကြော်ဖြတ်ကြပါစို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါလေ။ဒါဆက်တမှာပဲလက်ထိလက်ရှိဖက်စစ်တပ်ထဲမှာဆက်လက်အလုပ်လုပ်နေကြတဲ့ကျွန်တော်နဲ့တပတ်စင်တဲ့စစ်ဗိုလ်ချုပ်တွေဆိုတဲ့ကောင်နေအပါဝင်စစ်ဗိုလ်စစ်သားတွေကိုစစ်သားဟောင်းတယောက်ကစစ်သားစကားပြောလိုက်ခြင်းသေးတယ်။မင်းတို့လုပ်နေတဲ့အလုပ်ဟာမင်းတို့ဆိုနေတဲ့တစ္ဆာအတိုင်းမဟုတ်ဘူးဆိုတာမင်းတို့တိတိလျက်နဲ့ကိုလိပ်ပြာကိုလိန်ပြီးတော့ ရာဓုအာနာနေရငွေကြေးအခွင့်ရေးအတွက်မင်းတို့ဟာဖက်စစ်အာနာရှင်တွေတီအာနာတီတိုင်းအတွက်အသက်ပေးနေကြတဲ့စစ်ကြုံတွေဖြစ်နေကြတယ်မင်းတို့ဘက်မှာပြည်သူမရှိဘူးမင်းတို့အခုကြွေးကြော်နေတဲ့ဟန်ပြရိုက်ကူးနေတဲ့မြောက်ဒီတင်ဆက်တယ်ဆိုတော့ထောက်ခံသူဆိုတဲ့လူတစုကြည့်လိုက်မှန်မှန်ကန်ကန်နဲ့မြင့်မြတ်တဲ့ညော်မြင်မှုတွေနဲ့ပြည်သူတွေမဟုတ်ဘူးကိုကျိုးစီးပွားတစ်ခုအတွက်နိုင်ငံလေးကမစင်ရဘူးယောက်ျားယာဓုကမစွန့်ရဘူး 亚，你的拉萨一看，你的上象牙不？我路带手的，但因为一票票多，我路的三米到五米，阔票的包羊毛木路，啥子皮？这高一，那乔西包特别好看，你家的，绿珠玉，好看不得，真的。那面料七十多，多少银？大木的掉不掉票款？碰巧看呀，面料不麻烦，比如底下六元，那乔西包的烫伤开的，说的澳棉木地板，咋办？不麻烦，是不？ မင်းတို့တွေမင်းတို့စစ်ဘိုလ်ချုပ်တစုအာဏာတည်မြဲဖို့မင်းတို့ကင်ဆွဲထားတဲ့မြမစီးပွားရေးတရားလုံးကိုဆက်လက်ချုပ်ကန်ပြီးတော့ဟုတ်သွေးဆုပ်အမြတ်ထုတ်ဖို့မင်းတို့သားသမီးတွေကောင်းစားဖို့ကုမ္ပဏီကြီးတွေကြီးပွားဖို့တကူထွားဖို့ကြီးအတွက်ပဲလှုပ်လာခဲ့တာဖြစ်တဲ့ဆိုတဲ့အကြောင်းအခုတဖြည်းဖြည်းဆုပ်ယုပ်ကြဆင်းလာတဲ့စီးပွားရေးနဲ့တဖြည်းဖြည်းမင်းတို့တပ်ဖွဲ့တွေပြိုအပ်လာတဲ့အခြေအနေကိုကြည်ချင်းအားဖြင့်မင်းတို့ဟာမှန်တဲ့ဘက်မှာလုံနေကြတာမဟုတ်ဘူးဆိုတာမင်းတို့ကိုသိပါတယ်တိတိယနဲ့မင်းတို့ဟာ အာနာအကျိုးစီးပွားအတွက်ဇွတ်မိုက်နေကြတဲ့လူမိုက်တွေသာဖြစ်တယ်။နောက်တစ်ချိန်မှာတော့တမိုင်းစာမျက်နှာထဲမှာမင်းတို့ဟာတိုင်းပြည်ကြီးကိုဒီလောက်ထိ ပြက်အောင်ဖျက်သွားခဲ့တယ်ဆိုတော့တမိုင်းရှိမယ်ဝေမှာဖြစ်တယ်။အဲ့တော့မင်းတို့စစ်ဖို့စစ်သားတွေကိုဒီဖက်စစ်တော်လိုင်းရေးအောင်းလန်းတော့လုံခဲ့တဲ့တပောင်း80ကလူလူလွင့်ထူခဲ့မှုတဲ့အောင်းလန်းတော့နောက်ခံထားပြီးပဲပြောလိုက်ခြင်းနဲ့မင်းတို့ဟာဖက်စစ်စနစ်တီတန့်တီဆောက်ဖို့ ကျိုးပန်းနေကြတဲ့လိညာခိုင်းခံနေရသောစစ်ကြုံလူဒန်းစားဖြစ်နေတယ်ရုံထွက်ပါဖက်စစ်စနစ်ကြောင့်ကဘာကြီးဟာလဲစိုးရိမ်ပူပန်ခဲ့တဲ့ဖက်စစ်စနစ်ကိုဘသူမှလက်မခံလို့လည်းတွန်းလှန်ခဲ့ကြတယ်ဖက်စစ်စနစ်ကြောင့်ကြီးပွားခဲ့တယ်ဆိုတဲ့နိုင်ငံတနေငယ်မှမရှိခဲ့ဘူးဆိုတမိုင်းလဲမင်းတို့သင်ခဲ့ကြရတယ်။ဘာကြောင့်ဖက်စစ်အာဏာရှင်စနစ်မြမပြည်မှာတိဆောက်ဖို့မင်းတို့ကူညီကျင်ရတာလဲ။မင်းတို့တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင်မင်းတို့ရဲ့မျိုးဆက်တွေကိုတကယ်ချစ်တယ်ဆိုရင် 闽东少年的特色，闽东哪里比跌跌叉叉来呢？上听今的录音，你给伢说比拍摄阿南先生的六八岁皮卡，这边到了油车边，指导员调一个低扫加完了，另一呢，要加一呢，比如大狼爷，我吃奥米米说嘞，叫拍摄阿南先生的。 မုတ်ချကြာဆုံးမယ်ဆိုတဲ့အကြောင်းတိုင်တယ်သစ္စာပြုလိုက်တယ်